ရေအောက်ခံတွေကနာနာဘာဝသူမတော့အသက်20ခွန်မှာစာရေးဆရာမတယောက်ဖြစ်ပြီးတော့ဘွားနဲ့နှစ်ယောက်ထင်းနေကြပါတယ်အခုလက်ရှိနေနေတဲ့အိမ်ကမျိုးနဲ့အသွားပြန်ဝေးတဲ့အသက်ချောက်မှုလို့အိမ်အစ်စ်ရှာပြီးပြောင်းနေဖို့ဆုံးဖြတ်ခဲ့ကြပါတယ်သူမလည်းအဖွားကိုအိမ်အစ်စ်ရှာဖို့အတွက်အဖွားနဲ့တိုင်ပင်ခဲ့ကြတော့ဒီအကြံကိုသူမရဲ့အဖွားဖြစ်သူပါတဲ့သဘောတူခဲ့ပါတယ် ဒီလိုနဲ့သူမလည်းအိမ်အသစ်ရှာဖို့ဖြစ်လာတော့တာပါ။ညမှာ online ပေါ်မှာအိမ်ငါးရှာနေတဲ့ post တခုကိုတွေ့လိုက်ပါတယ်။ဒီအိမ်ကြီးကမျိုးနဲ့လည်းနှီးပြီးတော့အိမ်ပုံစံကရှေးကျတဲ့အိမ်မျိုးပါ။ဘဝချင်းကလည်းတိတ်ဆိတ်ရင်တက်နေပြီးတော်တော်လေးကိုအေးချမ်းပါတယ်။ဘဝချင်းကရင်တက်တော့သူတို့လိုစာရေးဆရာတွေအတွက်ပို့ပြီးအဆင်ပြေတယ်ဆိုပြီးသူတို့မြေးခွားနှစ်ယောက်ကထိုအိမ်အသစ်ကိုငားခဲ့ကြပါတယ်။အိမ်ပြောင်းတဲ့ပထမဆုံးနေ့အခန်းထဲဝင်ဝင်ချင်းပါပဲ။ အေးဆုံးစိတ်နဲ့စိတ်ထဲမှာခံစားလိုက်ရပါတယ်။ဒါပေမဲ့ရာဇီဥတုကလည်းစောင်းရကြီးဆိုတော့သူစိတ်ထဲမှာဘာမှရှိမနေခဲ့ပါဘူး။အိမ်ကငြင်းကြီးချက်ဆိုပေမဲ့အိမ်ခန်းတစ်ခန်းမြေအောက်ခန်းတစ်ခုရှိပါတယ်။အဖွားနဲ့သူမကတော့တယောက်တစ်ခန်းအိတ်ကြတာပေါ့ဗျာ။ဒီလိုနဲ့အိမ်ပြောင်းပြီးတပတ်လောက်ကတော့အကုန်လုံးပုံမှန်ပါပဲ။တညမှာအခန်းထဲစာရေးနေတော့ရုတ်တရက်ဆိုသလိုအေးဆက်နေတဲ့လေတွေတိုက်လာပြီးအခန်းထဲမှာရှိတဲ့တကားပေါက်ကပိတ်လိုက်ဖွင့်လိုက်ဖြစ်နေပါတယ်။ ။သူမလည်းတကားကိုသွားပြိမဲ့အလုပ်။သူမရဲ့အချစ်ကခြံစည်းကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာခြံစည်းကိုနားမှာလူတစ်ယောက်ကသူ့ကိုရက်ပြီးကြည့်နေတဲ့ပုံစံကိုမုံဝါးဝါးမြင်လိုက်ရတာပါ။သူမလည်းကြောက်ကြောက်နဲ့ဓာမီကိုယူပြီးအဲ့ဒီနေရာကိုပြန်ကြည့်လိုက်တော့ခုနကလိုမတွေ့တော့ပါဘူး။မနေ့ရောက်တော့သူမလည်းမနေ့ကအဖြစ်ပြက်တွေကိုအိမ်ပိုင်ရှင်တွေကိုပြောပြသွားတယ်။အိမ်ရှင်တွေကတော့အခုလိုပြန်ပြောတာပါ။ပုံဝင်ချင်းကအရင်အေးချမ်းပါတယ်။အရင်တော့ကတော့ဒီလိုတစ်ခါမှမဖြစ်ဘူး။ အမြင်မှားတာပဲဖြစ်မှာပါ ဆိုပြီးပြောပါတယ်။အင်ရှင်တွေအခုလိုပြောတာကသူ့ကိုတခုခု ဖုံးကွယ်နေရဲဆိုတာကိုခံစားနေရပါတယ်။ဒီလိုနဲ့ညာဘက်ကိုရောက်လာတော့သူတို့မီးအဖွားနှစ်ယောက်ထမင်းစားမဲ့လှုပ်နေတော့အင်းတကားကိုတရားရောက်ကလာခောက်ပါတယ်။ကားခောက်တဲ့ကြားတော့အဖွားကသွားကြည့်မယ်အလုံးမှာသူမလည်းမင်းညာအဖြစ်ပြက်ကိုတတိယသွားခဲ့ပါတယ်။သူမလည်းအဖွားကိုမသွားဖို့တားပြီးအရေးချောင်းဆိုရင်ကာဝယ်လို့ရအောင် အနားမှာရှိနေတဲ့တစ်တာတို့ကိုကင်လို့ကားကိုဖြန့်ကြည့်တဲ့အခါမှာတော့ဘသူမှရှိမနေခဲ့ပါဘူးဒီလိုနဲ့သူတို့မြေခွားနှစ်ယောက်လည်းထမင်းဆက်စားလိုက်ကြပါတော့တယ်ညာဘက်၁၂နာရီလောက်မှာသူမှလည်းစာရင်းနေတော့မြေအောက်ခံထဲကခြေတန်းတွေကိုစပြီးကြားရပါတယ်သူမှအတန်ကိုကြားတော့မြေအောက်ခံထဲကိုသွားစစ်ဖို့ဖြစ်လာတော့တယ်မြေအောက်ခံကိုဆင်းဖို့တကားကိုဖြန့်တဲ့အချိန်မှာပဲအေးဆက်တဲ့လေနဲ့အနံ့ဇိုးတွေကသူမကိုအော့အန်ဂျင်လောက်တဲ့အထိကိုဖြစ်သွားစေခဲ့ပါတယ် သူမလည်းစင်းမဲ့လုပ်ပြီးတော့နောက်ကနေတယောက်ယောက်ကသူမကိုတွန်းချလိုက်သလိုအောက်ကိုပြုတ်ချသွားခဲ့ပါတယ်ပြုတ်ချသွားတော့မြောက်ခန်းထဲမှာခဏသာသတိမိတ်မျောသွားပြီးပြန်လို့လာတဲ့အချိန်မှာမထင်မှတ်ထားတာတွေစပါပြီပထမဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကြီးကနေရံပေါ်မှာငါအိမ်ကထွက်သွားကြဆိုတဲ့စာကြောင်းကြီးကိုပြုတ်လိုက်ရတာပါဝီလုံးကြီးတွေကလည်းမိတ်တုံမိတ်တုံဖြစ်နေတယ်ခန်းထဲမှာရှိတဲ့ပစ္စည်းတွေကလည်းတယောက်ယောက်ကကင်ပေါက်သလိုသူ့စီကိုလွင့်လာကြပါတယ် အစကတော့ခြေတံကြားတာကိုတခိုးလို့ထင်ခဲ့ပေမဲ့တကယ်တော့နာနာဘဝတကောင်ဖြစ်နေတာကိုသိလိုက်ရပါပြီဒီလိုနဲ့သူမလည်းကြောက်လန့်ပြီးအပေါ်ကိုပြန်ပြေးမဲ့အလုပ်တော့တကားကသူ့အလိုလိုပိတ်သွားပါပြီသူမလည်းငါတေးရတော့မှာပါလားဆိုတဲ့ကြောက်တဲ့စိတ်တွေနဲ့ချွေးတွေပြန်နေတော့တာပါတကားကိုရိုက်ပြီးအဖွားကိုလမ်းအောင်ပေမဲ့အဖွားကမကြားခဲ့ဘူးသူမလည်းအပေါ်ကိုတက်ဖို့လူလန့်နေလိုက်ရှာနေတော့ကြောက်စရာကောင်းတဲ့အရေးမကြီးတခုကသူမရဲ့လေဘေးကိုလာညစ်ပါပြီ။ အဲ့ဒီအချိန်မှာပဲသူမကအိယာကနေလန့်လို့လာခဲ့ပါတယ်။တကယ်တော့သူမကစာရင်းနေတော့အိပ်ပျော်သွားပြီ။အိမ်မက်ဆိုးတွေမတ်နေခဲ့တာပါ။အိမ်မက်မတ်နေခဲ့တာဆိုပေမဲ့တကယ်ကိုအစ်အမန်တိုင်းဖြစ်နေခဲ့တဲ့ပုံစံမျိုးလို့လာတော့ချွေးတွေပြန်နေပါတယ်။ရင်တွေကလည်းအခုထိတုံနေတော့မဲ။အကူလုံးနဲ့လှေကားပေါ်ကတကယ်ကြီးပြုတ်ချသွားသလိုနာနေတယ်။မနက်မိုးလင်းမျက်နှာတက်တဲ့အခါလယ်ဘေးမှာဒဏ်ရာတစ်ခုကိုတွေ့လိုက်ရတော့ သူမလည်းဒါရိုးရိုးမှတ်တဲ့အိမ်မက်တခုတော့မဟုတ်တော့ဘူးဆိုတော့သိလိုက်ရတယ်။သူမလည်းမြောက်ခန်းကိုစစ်ကြည့်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။အောက်ခန်းကိုဆင်းသွားတဲ့အခါသူမရဲ့ကြောတွေကအေးစိတ်လာပြီးတော့ချက်သိမ်းနဲ့ထခဲ့တယ်။အခန်းကလည်းအေးစိတ်နေပြီ။အခန်းထဲမှာသူမပြင်နောက်တယောက်ရှိနေတယ်ဆိုတော့ခံစားချက်ကိုရနေတယ်။နေရံတွေမှာလည်းသူမအိမ်မက်ထဲကလို့စာချောင်းကြီးကတကယ်ရှိနေတာ။သူမလည်းအရန်ကိုကြောက်နေတာပေါ့။အဲဒီချိန်မှာ သူမနားကိုတူတူလေးကပ်လာပြီပြေးဆိုတဲ့အတန်တခုကိုကြားလိုက်ရတော့ချက်ချင်းဆိုလို့အနောက်ကိုဇက်ခနဲ့လှည့်လိုက်တဲ့အချိန်မှာတကူလုံးကမဲတူပြီးဖားလို့ကျမ်းမြင့်မှာလေးဘက်ထောင်းနေတဲ့အကောင်တစ်ကောင်ကိုတွေ့လိုက်ရတဲ့အချိန်သူမကိုလိုက်ပါတော့တယ်သူမလည်းကြောက်ပြီးအဖေါ်ကိုပြန်တက်ပြေးခဲ့တယ်အဲ့ဒီအချိန်မှာသူမနောက်ကလိုက်လာခဲ့ပေမဲ့သူမကတကားကိုပိတ်လိုက်တော့မြေရောက်ခန်းထဲမှာကြံခဲ့တာပေါ့သူမလည်းအဲ့ဒီမှာဆက်နေဖို့အတော်လေးကြောက်နေပါတယ်ဒီလိုနဲ့ပတ်ဝန်းကျင်ကလူတွေကို အဲ့ဒီအိမ်ရဲ့အကြောင်းကိုမေးကြည့်လိုက်တော့လွန်ခဲ့တဲ့2 60လောက်ကဒီအိမ်ကြီးမှာမုံဆိုးတယောက်နေခဲ့ဘူးလေသူကမကြာခဏတော်ရဲကိုအမဲလိုက်ထွက်လို့ရှိရဲ့အမဲလိုက်ချက်တနေ့မှာသူကမွေတကောင်ရဲ့ပြန်တိုက်ခိုက်တာကိုခံလိုက်ရပြီးတော့ဒဏ်ရာအပြင်းထန်ရလာခဲ့တာပါဒဏ်ရာကိုဆေးကုမယ်ဆိုပြီးအိမ်ကိုအပြေးလွှားနဲ့မြေအောင်ခန်းကိုဆင်းသွားခဲ့တယ်ဒါပေမဲ့မြေအောင်ခန်းကိုရောက်ရောက်ချင်းမှပဲဒဏ်ရာကအစိတ်ပြင်းတာကြောင့်မကာကွယ်နိုင်မနဲ့အသက်ဆုံးရှုံးခဲ့ရတာပါအဲ့ဒီချိန်ကစပြီးဒီအိမ်ကို ဆွေမျိုးတွေကအမွေအဖြစ်နဲ့ယူလိုက်ကြပြီဒီအိမ်ကိုအငားဆိုင်ဖို့ပြင်လိုက်ကြတာပါဒီအိမ်ကြီးကိုငားတဲ့လူတိုင်းကဒီလို6လခံရတဲ့အဖြစ်အပျက်တွေကြုံရပြီးတော့အိမ်ကြီးကိုဆက်မငားကြတော့ဘူးလို့ပြောပြပါတယ်ဒီလိုနဲ့သူမလည်းအိမ်ကြီးရဲ့အကြောင်းဆုံးကိုသိရတဲ့အချိန်မှာအဲဒီအိမ်ကိုဆက်မငားတော့ဘူးဆုံးဖြတ်ချက်ချခဲ့ပါတယ်အိမ်ကြီးကမှနေခဲ့တော့ကအဖြစ်အပျက်တွေကိုစာအုပ်တော့အုပ်ဖြစ်ရေးခဲ့ပါတယ်သူမတို့မြေခွားနှစ်ယောက်လည်းအိမ်အစ်စ်ကိုရှာပြီးတော့ပြပြရှင်ရှင်နဲ့ဘဝကိုဖျက်ဆီးသွားကြပါတော့တယ်